အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညမှာတော့ပြကြတော့ကျွန်တော်တို့ပြောစရာ topic လေးလည်းတိတ်ပြီးမြန်မာဆဆမရှိတော့ကြောင်းဒါကျွန်တော်တို့အဓိကပြောစရာ topic ကတော့ United အကြောင်းပဲပြောမှာပေါ့နော် campaign period လေးဖြစ်တဲ့ကြောင်းမျိုး United topic ပြောရင်ဒါလူလဲပူကြပြောပို့ဆိုပို့ပြီးတော့ပြည့်ကိုဆိုတော့ပို့ပြီးကောင်းသွားတဲ့ချက်ကလက်ရှိမှာ United ကတောက်လျှောက်နိုင်တဲ့ကြောင်းမျိုး United ပြည်သက်တွေကနိုင်ပြီဆိုရင်သူတို့ video တအားအားပေးကြတယ်လက်ရှိမှာဒါခုပြန်ကိန်းတော့ကျွန်တော်ခင်ဗျားတို့နည်းနည်းလေးပြောပြမယ်ဒါ campaign ကြောင်းနည်းနည်းပြောပါမယ်အဲ့တော့ လက်ရှိပေါ့เนาะဒါကျွန်တော်တို့ဒါအပွင့်လေပြောဒီညမှာလဲကွန်မင်းထုံးကိုအများကြီးကျူးတူပါတယ်ကွန်မင်းထုံးနေလာကျွန်တော်တို့လည်းဗီဒီယိုရိုက်ပေးပြီးတော့ကျွန်တော်ရဲ့ campaign ကိုလည်းဝင်ရောက်ကူညီပေးသွားရတော့အများကြီးကျူးတူပါတယ်ကွန်မင်းထုံးနဲ့ဒီညမှာကျွန်တော်ကျူးတူတယ်လို့ပြောချင်ပါတယ်အဲဒီကြားထဲမှာကျွန်တော်ဒါ campaign run နဲ့နောက်ပိုင်းမှာဒါကျွန်တော်ရဲ့ဗီဒီယိုတွေမှာ14000 15000 view တွေနဲ့ immediate flow ဖြစ်ခဲ့တယ်ဒါကိုအရင်ကျူးတင်နေအထူးသဖြင့်ဒါကျွန်တော် Liverpool ပြိတက်တွေ Arsenal ပြိတက်တွေဒါဟုတ်ပေါ့အသင်းပြိတက်အကုန်လုံးပါပဲဒါကျွန်တော်အကုန်လုံးနေဒီညမှာသွားခဲ့တယ်ဒါကျွန်တော်တကယ်ကိုကြောက်ခမဲလေးလေးနံပါတ်တွေနဲ့တူဒါကျွန်တော်တို့သွားခဲ့တယ်မှာပါတယ်ဒါတွေအကုန်လုံးကခင်ဗျားတို့ကြောက်ဖြစ်လာခဲ့တာပါအများကြီး ်များကြီးကျူးတူမှာအဲ့တော့ဒီလိုပဲဆက်လက်ပြီးကြီးရှုအားပေးမယ်လို့မြင်အဲ့တော့ကျွန်တော်လက်ရှိဒါကျွန်တော်တို့ data ရပြီးကျွန်တော်၁၁ရက်နေ့ကလေးက run နေဆိုရင်ကျွန်တော်နံပါတ်၄နေပြပြကြပါလေ၁၁ရက်နေ့မှာဒါကျွန်တော်တို့အဲ၁၈ဒေါ်လာအေးပေါ့ 18ဒေါ်လာ18.4နှစ်ဒေါ်လာရတယ်ကျွန်တော်ဒါ12ရက်နေမှာတော့ဒါကျွန်တော်တို့16.3ပြောနေတာ2ရက်ကိုဒါကျွန်တော်ဒေါ်လာ40လောက်နေရတယ်မြန်မာငွေနဲ့တွက်မယ်ဆိုအခုဈေးနဲ့တွက်မယ်ဆိုကျွန်တော်တို့တသိန်းခွဲလောက်နေနေဒါကျွန်တော်ကမ်ပိန်းကရရှိခဲ့တယ်ဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်လက်ရှိမှာဒါကျွန်တော်ရရပြီးချင်းမှာပဲဒါကျွန်တော်တို့ဟန်နီနွေဦးဆောင်နေတာကျွန်တော်ကမ်ပိန်းမှာလည်းကျွန်တော်ဘတ်တထောင်တိတိလူဒန်းနိုင်ခဲ့တာဖြစ်ပါတယ်ပထထောင်ဆိုမြန်မာငွေနဲ့တွက်မယ်ဆိုနေတာကျွန်တော်မြန်မာငွေတသိန်း3000နဲ့တသိန်း4000ညာရှိပါတယ်တသိန်း3000နဲ့ပဲတော့ပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါ2ရက်စာကမ်ပိန်းကိုတော့ကျွန်တော်စတင်ပြီးတော့လူနိုင်ခဲ့ဒါပေမဲ့ကျွန်တော်ဒါဟန်နီဟန်နီနွေ ဦးကိုကျွန်တော်လှူလို့တာကျွန်တော် public ကိုပြပြတာရရှိပဲကျွန်တော်အနေနဲ့တော့နောက်ပိုင်းကျမှကျွန်တော်ကျွန်တော်လှူမဲ့နေရခုလက်ရှိမှာစကားပြထားပြီးသားရှိတယ်အကုန်လုံးကိုလှူမဲ့အဲ့တော့ချီပေးကြတဲ့လူတွေရဲ့ငွေတွေအကုန်လုံးကဒါကျွန်တော်တော်တော်လေးကိုမြင်မာလို့ရတဲ့ကြောင့်အများကြီးအများကြီးကျေးဇူးတင်ပါလို့ကျွန်တော်လည်းပြောချင်ပါတယ်ညီကိုတို့မရှိဘဲနဲ့ဒီ channel ကဘလူးမန်ဖြစ်နိုင်မှုလို့ကျွန်တော်ဒီညကနေပထမဦးဆိုတာနဲ့ကျေးဇူးတင်ချင်ပါတယ်အဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်10ရက်လောက်အတွင်းမှာနေမှာကျွန်တော်ဒါဒေါ်လာ200လောက်နီးနီးကျွန်တော်တို့ရှာနိုင်ရဲ့ပဲလို့ကျွန်တော်နေမြင်တယ်အဲ့တော့မစိုးဘူးဗျာကျွန်တော်10ရက်မှာဒါကျွန်တော်မြန်မာငွေ8သိန်းဟိုမြန်မာသိန်း10သိန်းဒါကျွန်တော်တို့တလပုံစံမျိုးနဲ့ရမ်းမယ်ဆိုရင်ဒါကျွန်တော်4ဘက်ရှိရဆိုကျွန်တော်မြန်မာငွေ ိန်း40လောက်နီးနီးဒါကျွန်တော်တို့ channel ကနေလူတန်းနိုင်မယ်ကျွန်တော်နေယုံကြည်တဲ့မှာပါအဲ့တော့ပြောချင်တာဘယ်လိုပဲပြောညီကိုလေးကိုလုံးကျိုးတူမှာလက်ရှိမှာလာ Manchester United ကြောင်းဆက်ပြောအောင်ပေါ့နော်နည်းနည်းအာချောင်းကားခွန်းလပါဒါကျွန်တော်နံပါတ်တွေရခင်ဗျားတို့ပြပြကြလို့ပါအဲ့တော့ ဒီနေရာမှာစတင်ပြီးကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါလက်ရှိမှာ Manchester United အသင်းက philosophy ရတာကျွန်တော်အသက်ဝင်လာခဲ့ပြီလို့ပြောရမယ်တော့ပါတယ် United အသင်းနဲ့ခုလက်ရှိတာကျွန်တော်တို့ Ruben Amorim ရတာကျွန်တော် Amorim ဟဲ့ကျွန်တော်ခုနကပြောကျွန်တော်ဒီ comment ထုံးနေမနေ့ကကျွန်တော် Ruben Amorim အဲလို့ဖြစ်သွားတယ်အဲ Ruben Amorim ရတာကျွန်တော်တို့ပြုတ်ကွက်တွေကြားထဲမှာဒါကျွန်တော်တို့စတင်ပြီးကျွန်တော်စီးမျောလာတဲ့တော့ပါတယ်အဲ့တော့ကိုယ်တိုင်နဲ့ကိုယ်ရဲ့အသင်းက3 back formation နဲ့ဒါနှစ် အတခုနှစ်နှစ်ပိုင်းကြားတစ်ခုမှာကိုယ်ရေလောက်ခဲ့တော့ကြောင့်မလို့3 by formation ကျွန်တော်ကောင်းကောင်းကြီးရင်းနှီးတယ်လို့ပဲကျွန်တော်တို့ပုံမှန်လင်းလင်းပြောရမယ်တဲ့မှာပါပါတယ်။အဲ့ဒါကဘာကိုဆူလိုချင်တာလဲပေါ့နော်။အဲ့တော့အဲ့ဒါကဘာကိုဆူလိုချင်တာလဲဆိုတော့အဓိကကတော့ဒီနေရာမှာ ပြောစရာရှိလာတာကဘာလဲဆိုတော့ ။ Ruben Amorim ရဲ့3 back formation မှာအသက်ဖြစ်တာကသူ့ရဲ့ defensive ပါပဲ။ defensive မှာကောင်းပြီဆိုရင်3 back formation က attacking က over the auto သွားရတယ်မှာပါ။အဲပြောချင်တာကခဏပါခံစစ်ကောင်းပြီဆိုရင်ကျွန်တော် Mourinho ပြောတဲ့စကား3 back နဲ့ဆိုရင်ပို့ပြီးတော့ဒါကျွန်တော်ကွက်တီသွားကြရတယ်မှာပါတယ်။ defense make your team win cups or let's say United အသင်းသွားဖို့ရှိ။ United အသင်းနဲ့ဒီနှစ်မှာဒါကျွန်တော် Europa League ကိုရဖို့အတွက်လက်တကမ်းလူကိုရောက်ရှိလာခဲ့ဖြစ်တယ်။လက်ရှိမှာဒါကျွန်တော်တို့အားလုံးပေါင်း ၈သိန်းမဲ့ကျွန်တော်တို့မကြခင်၄သိန်းကျဲမဲ့မကြခင်ဆီမီဖိုင်နယ်ဒါမကြခင်ဒါကျွန်တော်တို့ဖိုင်နယ်ရောက်မယ့်အနေအထားမှာရှိအဲ့တော့ United ဘက်ကပြန်ကြည့်မယ်ဆိုတော့ဒါကျွန်တော်လမ်းရတော့အဲ့လောက်ကြီးမချောင်ခင်မဲ့ဒါကျွန်တော်ပြန်ကြည့်ရမယ်ဆို Lion ဆိုလဲအဲ့လောက်ကြီးမခိုင်ဒါမဲ့တစ်ဖက်ကဒါ Viva ကိုတက်လာမယ်ဆိုတော့နည်းနည်းလေးခက်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 လုံးဝမယ့်အနေအထားရှိပေမဲ့ United တို့ကလက်ရှိခြေစွမ်းနဲ့သွားမယ်ဆိုတော့မဆိုးလို့ပြောလို့ရတယ်မနေ့ကပွဲစဉ်မှာဒါ United ရဲ့ကျွန်တော်အားသာချက်တစ်ခုကြည့်မယ်ဆိုရင်ဒါ Cancel ပိုင်းမဲ့ United အခုနောက်ပိုင်းဒါကျွန်တော်တို့တော်တော်လေးကိုဒါကျွန်တော်နောက်ပိုင်းပွဲစဉ်မှာကြည့်မယ်ဆိုတော့ Cancel ပိုင်းကဂိုးပေးမှုကတော်တော်လေးကိုနည်းလာခဲ့တယ်တပွဲပြတ်မြတ်တကူးတော့အထိကိုညှော်နည်းလာတဲ့အထိကို United သွား ားခဲ့တယ်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ United အသင်းနဲ့ဒါကျွန်တော်တို့ပွဲတိုင်းလို့လို့တပွဲတကူးလောက်ပဲပြီးထားနေတာမှရှိတယ်ဒါကျွန်တော် Real Sociedad ကျွန်တော်တို့ဒါ ဘာလို့ကျွန်တော်တို့ real society တော့ကျွန်တော်တို့ arsenal လူမှုအသင်းကောင်းနေတဲ့တွေ့ရတဲ့အချိန်မှာ united အသင်းနဲ့ဒါ godfrey sayer တော်တော်လေးကိုမဆိုးလို့ပြောတယ် real society နဲ့ပွဲစဉ်မှာပို့ပြီး impressive ဖြစ်စရာက cancel ပိုင်းကဒါတော်တော်လေးကို solid ဖြစ်ခဲ့တယ်ဒီနေ့မှာအရင်တော့ cancel ပိုင်းမှာဟာ holu ရှိမှဒါကျွန်တော် butcher ရှိမှတာတသမားရှိမှဒါကျွန်တော်တို့ဘာတသမားရှိမှ cable ဖုတ်တဲ့လူရှိမှဆိုပြီးကျွန်တော်ပြောရတယ်မှာပါတယ်အသင်းသသင်းကကောင်းပြီဆိုရင်ဘ누구ကမှဒါမလို့ဆိုအကုန်လုံးသိကြလိမ့်မယ်ဒါကညင်းပယ်ကြမှာဒါကျွန်တော်ဆွေးနွေးကြမှာဒါကျွန်တော်တို့အဓိကပြောစရာမှုတဲ့အချက်ဒီမှာရှိတယ်ဒါပေမဲ့လက်ရှိမှာ united cancel ပါခု ရှိမှာ Harry Maguire နာတယ် Holuna ဒါပေမဲ့ United ခံစကြီးကပြတ်မသွားခဲ့ဘူးအခုလက်ရှိမှာဒါလူငယ်လေးဖြစ်တဲ့ Aiden Heavy လို့ခြားတိတ်ထဲဆော်လဲကောင်းတာပဲကျွန်တော်ရင်တော့ပြောခဲ့တာရှိတယ်ဒါ Pep Guardiola ရဲ့ကျွန်တော်အောင်မြင်ခဲ့တဲ့ဒါနှစ်ဒီဒါကျွန်တော် club ပြအောင်မြင်ခဲ့တဲ့နှစ်ဒီဒါကျွန်တော်အခုနောက်ပိုင်းဒါအောင်မြင်ခဲ့တဲ့နီးနီးပြတွေကိုကြည့်မယ်တို့က foundation ကောင်းမလို့လဲခမားအသင်းရဲ့ philosophy ခလားအသင်းရဲ့ foundation ကောင်းပြီဆိုအဲ့အသင်းကတကယ်ကိုကောင်းတယ်အခုလက်ရှိမှာဒါကျွန်တော်နောက်ပိုင်းမှာအဲ့ဒီ impact ကဘယ်မှာတွေ့လဲအဲ့ဒီ three back impact မှာမှာဒါကျွန်တော်ခံစစ်ကောင်းပြီဆိုရင်အသင်းကအလုံးဝကောင်းသွားအောင်မြင်ရတဲ့တသင်းဆိုရင်လက်ရှိမှာပြောရမယ်ဆို င်ဒါကျွန်တော် Inter Milan ရဲ့ဒါကျွန်တော်တို့ Inzaghi ရဲ့ဒါအသင်းကိုကျင့်သိတာတော့မှာပါတယ် Inzaghi ရဲ့အသင်းမှာဒါကျွန်တော်တို့တိုက်စစ်မှုကောင်းကောင်းနှစ်ယောက်ရှိတယ်ခံစစ်မှုတွေရှိတယ်ကွင်းလယ်ကောင်းကောင်းဒါပုံစံမျိုးရှိတယ်ဝင်းဘက်ကောင်းကောင်းရှိတယ်ပြောချင်တာဒီညမှာ system ရ flow ရမှာဒါကျွန်တော်တို့ခံစစ်ကောင်းသွားရင် အင်တာမီလန်ရဲ့အသင်းကတော်တော်လေးကိုကောင်းသွားတာတွေ့ရမယ်တဲ့မှာပါတယ်။အဲလက်ရှိမှာဒါကျွန်တော် United အသင်းနဲ့ဒီနေရာမှာဒါကိုအကြီးအဓိကစောင့်ကြည့်ရမယ်တဲ့မှာပါတယ်။အခုလက်ရှိ United အသင်းနဲ့နောက်ပိုင်းမှာဒါ Cancel ပိုင်းကတော်တော်လေးကို solid ဖြစ်လာခဲ့ပြီးတော်တော်လေးကိုဒါကျွန်တော်ကောင်းလာခဲ့တယ်ဆိုတော့လုံးဝငြင်းလို့မရဘူး။ဒါခုနက Arsenal ဒါကျွန်တော်လက်ရှိမှာကောင်းလာပါတယ်ဆိုတော့အသင်းနဲ့တွေ့ရချိန်မှာဒါကျွန်တော် Cancel ပိုင်းက twin goal တကူတစ်ပုံမပေးခဲ့ရဘူး။ Real Sociedad နဲ့ပွဲမှာလည်းဒါကျွန်တော်တို့အဲ penalty twin goal အကြောင်းမလို့ဒါဒါပေးခဲ့ရတဲ့အနေအထားမှာရှိခဲ့ပေမဲ့ဒီနေရာမှာတော့ဒါပြန်ကြည့်မယ်ဆိုရင်တော့ဒါ ကန်ဆယ်ဘန်းကတော်တော်လေးကိုကျစ်လိုက်လာဒါပေမဲ့ United ပြည်သက်တွေအနေနဲ့ကကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရူဘယ်အာမိုရင်းကဒီလိုပုံစံမျိုးတသက်လုံးမဆော့သွားဘူးဆိုတော့သူကဂရိပေးသွားခဲ့တယ်လက်ရှိ United ရဲ့အခြေအနေကလက်ရှိ United ရဲ့လူစည်းရင်းကသူ့အနေနဲ့ခံစစ်ကိုသာအဓိကအသားပေးပြီးဆော့နေရဖြစ်ပြီးတော့မကြခင်မှာတော့သူ့အနေနဲ့သူ့အသင်းကိုသူ attacking ပုံစံမျိုးပြောင်းလိုက်နိုင်မယ်ဆိုသူ့အနေနဲ့ပြောထားတယ်မှာပါတယ်ဒါပေမဲ့ 3 back formation မှာ attacking ဆော့ရတယ်ဒါကျွန်တော်တို့တာမန် attacking forward ပုံစံမျိုးမတူဘူးလို့ပြောလို့ရတယ်တမပါဘာလို့ဆိုကျွန်တော်လက်ရှိခုနက Inter Milan ပွဲစဉ်ကြည့်မယ်ဆိုသိတယ်တမပါတယ်သူတို့ attacking ဆော့ရတယ်တမသူတို့အနေနဲ့တစ်ချိန်လုံးထိုးဖောက်နေဆိုတာထက်1.1 moment မှာတော့ရတယ်တမဟိုလက်ရှိဒါကျွန်တော် United တင်းနဲ့ Sociedad နဲ့ပွဲစဉ်မှာတွင်းသွားတဲ့တွင်းကိုလာ Alejandro Garnacho ဒါကျွန်တော်တို့ Bruno Fernandes ကိုပေးသွားတဲ့တွင်းကို Highlander ဒါလောက်ကိုပေးသွားဆိုတော့ဒါတစ်လုံးဆိုတစ်လုံးအရေးကြီးတဲ့နေရာမှာပါတယ်တမအဲ့တော့ဒီလို3 back formation မှာတကယ်အသက်ဖြစ်တဲ့ဥစားကစားသမားတစ်ယောက်ပဲအဓိကမြင်တဲ့လူတွေတမပါတယ်နှစ်ယောက်ရှိရင်တော့အကောင်းဆုံးပဲလက်ရှိမှာ United မှာ နှစ်ယောက်ထိရှိတယ်အဲ့ဒါကအာမက်ဒီယာလိုနဲ့ဘရူနိုဖာနန်နက်စ်ဖြစ်တယ်ဘရူနိုဖာနန်နက်စ်ကိုလက်ရှိမှာဒါကျွန်တော်ကိုဗစ်ကာလကဘရူနိုဖာအိုလီဂနာဆိုရှယ်လက်ထက်ကဘရူနိုဖာနန်နက်စ်ကိုပြန်ပြီးတွေ့လာခဲ့ရတကယ်ကိုရင်သက်ရှူမောပွေရာကောင်းတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိတယ်တော့မှာပါတယ်ဒါက United အသင်းအတွက်တကယ်ကို blessing တစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်တော့မှာပါတယ်ဒါခုနကပြောလို့တခုစိတ်ပူတာကပေါ့နော်ရေရှည်ရဘရူနိုဖာနန်နက်စ်ကိုပွဲတိုင်း၃ရက်တပွဲထည့်သုံးတာတော့အဆင်မပြေဘူးဒါပေမဲ့လက်ရှိဒါကျွန်တော်မကြခင်မှာ United အသင်းနဲ့ဒါ တပတ်တပွဲပုံစံမျိုးပြန်ဆောက်ရမယ့်အနေအထားမှာရှိရဲဒါကျွန်တော်တို့ပြီးရင်တော့ AAC နားဆောင်မယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့အာ international break တွေပြီးသွားရင်လည်းဒါကျွန်တော် April 17ရက်နေ့ဒါကျွန်တော်မွေးနေ့ပေါ့နော်အဲကျွန်တော်မွေးနေ့လောက်ကြမှာဒါကျွန်တော်ဥရောပပွဲစဉ်တွေပြန်ဆမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ AC နားလို့ရတယ်လို့လည်းဆိုလို့ရမှာတော့ပါဒါပေမဲ့ကျွန်တော်တို့ဘက်က AC အဲ့လိုကျွန်တော်ကျွန်တော်ကျွန်တော်ကိုယ်ကတော့ miss thought ဖြစ်နေတာကျွန်တော်တို့ AC နားဒါပေမဲ့ဒီကစားသမားတွေကလက်ရှိမှာကျွန်တော်တို့နိုင်ငံပွဲစဉ်မှာသူတို့ကအရေးကြီးတဲ့ကစားသမားဖြစ်တော့သူတို့ကတော့မနားဘူးလို့ဆိုလို့ရမှာတော့ပါအဲ့တော့ ဟိုချစ်ကြည်ခြေစမ်းပွဲတွေဘာညာဆိုရင်တော့ဒါ personally ပြောရမယ်ဆိုရင်တော့ဒါသူတို့အနေနဲ့ကစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသွားတင်တယ်လို့အမြင်မိရတယ်မှာပါတယ်။သို့ပေမဲ့တော့ညာလေ Bruno Fernandes ကိုလည်းဒါကျွန်တော်တို့သူ့ရဲ့နိုင်ငံအသင်းနီးပြကိုတန်းလည်းအနားပေးစေခြင်းနဲ့တမကျွန်တော်တို့ဗာမီဒါပေမဲ့ပြောလို့လည်းမရအောင်နိုင်ငံအသင်းတွေကဒါတချို့ရတယ်အရန်နိုင်ခြင်းနဲ့တမပါတယ်ဘောနော်ထားပါ အဲ့တော့ personally အရကျွန်တော်အနေနဲ့ပြောပါဆိုရင်လက်ရှိမှာ United ရဲ့အသင်းကတိုးတက်မှုကိုအေးအေးအောင်တွေးရတယ်။ Bruno Fernandes ရဲ့ဥဆောင်မှုအောက်မှာ Ruben Amorim ရဲ့ philosophy နဲ့တူတာကောင်းအောင်တွေးရတယ်။အပွင့်လင်းဆုံးပြောမယ်လက်ရှိမှာ United တိုက်စစ်ကတာမကြီးတုံးကြီးနှစ်ကောင်ကလည်းဒီမကြီးတုံးတစ်ကောင်ကတော်တော်လေးအားကိုးလာခဲ့တယ်။ Zixi ကပြောမယ်ဆိုဗျာလူတစ်ယောက်ကကိုအားနဲ့ချက်ကိုကိုသိဖို့ရည်ကြီးတယ်။အထူးသဖြင့်ဘောလုံးသမားတွေဗျာ။ဘောလုံးသမားကတစ်ယောက်ကကိုအားနဲ့ချက်ကိုကိုသိပြီဆိုရင်ဒါမျိုးကိုသူဘယ်လို handle လုပ်မလဲ။အဲ့ဒီအားနဲ့ချက်ကြီးကိုစွတ်ပြီး ကောင်းအောင်လုပ်တာလည်းဆိုင်အားနဲ့ချက်ကိုအတာချက်နဲ့ဘလို့ဖျောက်မလဲဆိုတော့ဆိုမှုသွားရတယ်မဟုတ်အခုလက်ရှိမှာ zigzag ပဲကြည့် why လဲဆိုသူရဲ့အားနဲ့ချက်ကိုသူအရန်တိုးတက်အောင်သူလုပ်တယ်သူ first touch ရှေမကောင်းအာဒီ first touch နဲ့မဘောလုံးမရအောင်တယ်မတိုးဘူးကျွန်တော်ကတခါကျရင်ဆွဲပြေလှန့်ကန်မင်း body မင်း feint နဲ့လောက်ကြရှိရလို့ zigzag သူ့မှာ speed မရှိဘူးသူသိတယ်ဘာလို့လဲသူဘာသူ link up လေးလုပ်ပြီးတယ်သူနေနဲ့သူ့ body နဲ့သူထိနေမြန်တဲ့ကောင်တွေကို pass ဆိုပြီးသူ overlap ပြေးခိုင်းနေအဲ့ပြေးခိုင်းတဲ့ကောင်တွေရအောင်ဘောလုံးပေးတယ် ပက်ထရစ်ဒိုဂူအဲ့မှာကျွန်တော်တကယ်တမ်းပွဲလဲပြောင်းပြောင်းပက်ထရစ်ဒိုဂူကိုဒါကျွန်တော်အနီကက်ဖောင်းတယ်လို့ပဲလူတော်များမြင်ကြရတယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီဘောလုံးကိုတကယ်ကိုပင်ပွိုင်းဘယ်သူပေးခဲ့လဲဇစ်ဇီပေးခဲ့တာဖြစ်တယ်ဇစ်ဇီနေဒီနောက်ပိုင်း၅ပွဲမှာကြီးလိုက်ပြီဆို၅ပွဲလုံးမှာသူ့အနေနဲ့ဟုတ်တယ်သူ့လေးတယ်သူ့နှီးတယ်သူသိတယ် ဒါပေမဲ့သူ့အနေနဲ့ဘာဖြစ်အောင်ကြိုးစားလဲသူ့အနေနဲ့ဒါအသင်းမှာအသုံးဝင်အောင်ကြိုးစားရတယ်မှာပါတယ်အဓိက white line လို့ကောင်းမျိုးဒါမျိုးကိုဒါကျွန်တော်အုံနောက်ပို့အသုံးတင်တယ်လို့မြင်တယ်ဟာငါအားနေတော့ဆိုရင်ငါ improve လုပ် no ငါတာတဲ့အချက်ကိုငါအားနေတဲ့အချက်နဲ့ဘယ်လိုပြန်ဖို့ပဲအခုလက်ရှိမှာကျွန်တော် zigzag နှေးတယ်ဆိုတာမနေ့ကပို့မှာကျွန်တော်နှေးမှန်းသိတယ်ဒါပေမဲ့ zigzag ပါတာနဲ့မပါတာပူတိတာရတယ်မှာပါတယ် အဲ့တော့ဟိုတခါလေကြရင်ပြခုနပေါ်သူပဲကစားသမားတွေကလေကိုအားနဲ့တော့ဆွတ်ဆက်ပြီးဖိပြီးအာသာချက်ဖြစ်အောင်လေမဟုတ်အဲ့လိုမျိုးကြဖြစ်သွားအာသာချက်ကမှီးမိန်ပြီးတော့အားနဲ့ချက်ကတဖြည်းဖြည်းတက်လာတာပဲရှိတာအာသာအားနဲ့ချက်ကနေပြီးတော့အာသာချက်ပြီးတော့အားနဲ့ချက်ကနေပြီးတော့ okay ဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်ပြီးရင်အာသာချက်ကမ train နေကြအာသာချက်ကတဖြည်းဖြည်းပြတ်မိန်သွားအဲ့တော့ဒီမှာဒီအောင် balance ပြန်ဖြစ်သွားအောင်စီကြီးကြရလို့မဟုတ်ဘူး तू အာ तू နေတယ် okay fuck it ငါနေတယ်ကိစ္စမရှိဘူးဒါပေမဲ့ငါပူကောင်းအောင်မလုပ်မယ် အဲ့ဒါက Ruben Amorim ရဲ့ philosophy ရဲ့နောက်ထပ်အပိုင်းတစ်ခုနဲ့ကျွန်တော်တို့မြင်မိရတယ်မှာအခုလက်ရှိမှာဒါ Bruno Fernandes ကိုညှက်ထုတ်နိုင်တယ် Bruno Fernandes ကိုဒါကျွန်တော်ငုတ်တုတ်ရက်ခိုင်းနေတာကလေလို့ Bruno Fernandes ကိုဆိုကျွန်တော်ဒါလွေရွေလျားလှုပ်ရှားတယ်မှာပါဆုတ်ပါတယ်ဆိုတဲ့ဒါလော့ရဲ့ crossing နေတောင်စမြင်လာခဲ့ရတယ်မှာပါတယ်ပြောချင်တာ philosophy ရဲ့ဒီနေရာမှာအသက်ပါတယ်မှာပါတယ်အချိန်တစ်ခုတော့ပေးရမယ် Ruben Amorim ကိုရင်ပြိတ္တကိုပြောခဲ့တာမှတ်မိလိမ့်မယ်တဲ့မှာပါပါတယ်အဲ့ဒါကဘာလဲဆိုတော့ we gonna suffer a lot we gonna suffer together တခါကျအဲ့ဒီစကားအရေးပါတယ်ခမားတို့ကျွန်တော်တို့အတူတူဒီအရာကြီးကိုခံစားရမှာဒါပေမဲ့ ကျွန်တော်တို့ဒါမှုန်တိုင်းတွေလာပြီးရင်တော့နေပြန်ပူမှာပေါ့ဗျာနော်နေအရင်မပူဘူးတော့ရေးကြည့်ပါတယ် ဂလူးဆိုင်ကြပါအရန်ပူလာမကောင်းလူကြီးတို့ဂလူးဆိုင်အောင်အဲ့ United အသင်းတွေဒါလက်ရှိမှာ Ruben Amorim လောက်အောင်မှ philosophy ကတကယ်ကိုတိုးတက်လာတယ်ဒီတကယ်ကိုတိုးတက်လာတဲ့နေရာမှာကစားသမားတွေကိုတော့လဲပြဖို့တချို့ဆိုင်လူတဲ့တဲမှာပါပါတယ်တိုးရမဲ့တော့ညာလဲဒါ Ruben Amorim ကိုကျွန်တော်ချီးကျူးတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားကုန်ပြပါအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်များများလေးလဲ clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလဲ Youth Sport Media 3 point ဆိုတဲ့ TV4 တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မဆော့ကုန်ကြည့်ပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါရ။ညံ့ညားလေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်။ညံ့ညား clip မှာအမြဲတမ်းမှာဖြစ်ပါလေ။ Ultimate ဒီမှာလေကောင်းမွန်တော်နေနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ဒီနောက်မှာ AC တွေ့ကြတာပေါ့ Ultimate ဒီမှာလေ။ဒီပါပါဗျ Ultimate ဒီမှာလေ။